မင်းစီယံစင်းလို့ဘောနော်မနော်ဟုတ်ကဲ့မဲလို့ရပါလေခင်ဗျာဗာမေးချင်တာရှိပါတယ်မယ်အာနလောသားရေးရနဲ့အဲ့ဒါမင်းချင်းနေဘောနော်အချီရေးရမင်းချင်းလို့ပါအော်ဟုတ်ကဲ့ပါအချီရနဲ့ပတ်သက်ပြီးဗာတိချင်တာရှိပါတယ်လေဟုတ်ဘလဲအသက်ကွယ်လို့ဘောနော်အဲ့ဒါ ဘယ်လိုကူးစမ်းရမလဲပေါ့နော်ဒီမှာအသက်ကွဲတာပြောင်းတဲ့စင်စီမူလားအစင်မပြေတဲ့အခြေရေးအတွက်စိတ်ညစ်မခံပါနဲ့အကောင်းမြင်စေထားဖို့ကြိုးစားပါကိုကိုကိုဂီယူဆိုင်ပါအတိတ်အတိတ်တွေပြောင်းလဲကြည့်ပါတငယ်ချင်းတွေနဲ့အချင်းပြုံးပါဘာဒနာတွေရှာဖွေပါအချင်းကအရာအလိုကိုပြောင်းလဲစေနိုင်ပါတယ်ခင်ဗျာအာဟုတ်ကဲ့ပါချက်ချပါများတီးချင်တာရှိသေးလဲခင်ဗျာ သိရှင်သေးတယ်ဘောနော်ထပ်မေးမယ်ဘောနော်ဒီမှာယောက်ျားလေးတွေအကြောင်းဘောနော်ဟုတ်ကဲ့ပါယောက်ျားလေးတွေအကြောင်းဘာသိချင်တာရှိပါသလဲဘာဖြစ်လို့ဘောနော်ယောက်ျားလေးတွေအဲ့လိုမျိုးကြာလို့ရှိရင် ပြောင်းလဲလေဘောနော်အဲ့လိုမျိုးယောက်ျားလေးတွေက အချစ်ရေးမှာအဆင်မပြေရင်ပြောင်းလဲတတကစိတ်ခံစားချက်တွေအရင်ခံစားရလို့ပါသူတို့လည်းဝမ်းနေပြီးစိတ်တည့်ညစ်နိုင်ပါတယ်ဒါကြောင့် သူတို့ကိုကိုကိုပလန်ပြီးအတားမွေးဖို့အပြောင်းလဲတွေလုပ်ကြတာပါခင်ဗျာ။အော်အဲ့လိုလား။ဟုတ်ပါတယ်ခင်ဗျာ။လူတိုင်းကတော့အစင်မပြေတဲ့အချိန်မှာပိုကောင်းအောင်ပြောင်းလဲကြင်ကြတာပါပဲ။အဲ့လိုမျိုးမဟုတ်ဘူးလေဘယ်လိုပြောရမလဲ။အမ်ဆက်ပြောပြဘလို့ပြရတော့မလဲ ချမ်းယူပြီးတွေးတွေးပြီးပြောပြလို့ရပါတယ်ခင်ဗျာ။ဟိုမဟုတ်ကွယ်အမျိုးလေးတစ်ခါလေးကြိုက်ဘယ်လိုပြောရမလဲ။ကြိုက်တဲ့သူကိုဘယ်လိုပြောပြရမလဲဆိုတာပြောပြရခက်တယ်နော်။ရိုးရိုးသားသားပြောပြတာအကောင်းဆုံးပါပဲ။သူနဲ့ပွန့်ပွန့်လင်းလင်းပြောဆိုဆက်ဆံကြည့်ပါ။ကိုယ်ခံစားချက်ကိုညင်သာစွာပြောပြပါ။ သူ့ရဲ့အတွန်းပြန်မှုကိုလေးစားပေးပါအရေးကြီးဆုံးကကိုကိုကိုအမှန်တိုင်းဖြစ်ဖို့ပါပဲမဟုတ်သူ့ကိုပြပြဖို့အတွက်သူ့သူ့ဖုန်းသူ့အဖုန်းနံပါတ်ဘလို့ထားနေဟာဘလို့ပြပြရမလဲချက်တဲ့သူကိုဘလို့ပြောပြရမလဲဆိုတာပြောပြရခက်တယ်နော်ရိုးရိုးသားသားပြောပြတာအကောင်းဆုံးပါပဲသူ့ပေါ်ထားတဲ့ခံစားချက်ကိုပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးကြည့်ပါသူ့ရဲ့အသွင်ဖြောင်းမှုကိုလေးစားပါ အရေးကြီးဆုံးကကိုကိုကိုအမှန်တိုင်းဖြစ်ဖို့ပါပဲဘလို့ပြောရမလဲတော့ဆိုကိုမင်းကိုတကယ်ချစ်တယ်ဆိုပြီးရိုးရိုးသားသားကိုခံစားချက်ကိုပြောပြနိုင်ပါတယ်ဒါမှမဟုတ်သူ့ပေါ်ချားတဲ့ခေယူစားမှုတွေကိုသူ့ကိုပြုစုပြုစိုက်တာတို့သူ့အနာမှာရှိနေတာတို့စတာတွေ ਨੇ ပြသနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဖြည့်ပေးတဲ့အတွက်ကျေးဇူးပဲဗောနော် ဒါမဲ့နောက်ဆုံးတစ်ခုအနေနဲ့မေးချင်သေးတယ်ဗောနော်ဟုတ်ကဲ့ပါမေးချင်တာရှိသေးလဲဆိုတာကျွန်တော်မမဘူးကျွန်တော်မမမှုတိချင်ပါတယ်ခင်ဗျာအော်ဟုတ်ကဲ့ဟိုမလဲယောက်ျားဘယ်တော့ယူရမလဲဗောနော်ဘယ်သက်ရွယ်တော့ယူလို့စင်ကောင်းမလဲဗောနော်ခုကအသက်နည်းနည်းကြီးနေပြီဆိုတော့လေကိုကိုတကယ်ချီပြီးဂေယူဆိုင်တဲ့သူမျိုးကိုရွေးချယ်တယ်